လူလူစိတ်ဝင်စားမှုမရှိတဲ့အာနာသိန်းစစ်တပ်ရဲ့ရွေးကောက်ပွဲကိုလူတွေအာယုံဆိုင်လာဖို့နဲ့မဲထွက်ပေးကြဖို့အမှုပညာရှင်တွေကိုအသုံးပြုပြီးလှုံ့ဆော်နေပါတယ်။နမကြီးဆိုတော့20ကျော်ကရွေးကောက်ပွဲအတွက်ဝါရဖြန့်ပေးတဲ့ရုပ်တံကိုစစ်တပ်ပိုင်းရုပ်တံ channel တွေမှာနိုဝင်ဘာလ10ရက်နေ့ကဖော်ပြခဲ့တာပါ။ဒီရုပ်တံမှာပါဝင်ကြတဲ့အမှုပညာရှင်တွေထဲမှာစစ်တပ်ကဖိအားပေးနေမှုကိုခံနေရတာကြောင့်မဖြစ်မနေပူးပေါင်းပါဝင်ကြရသူတွေလည်းပါဝင်တယ်လို့ပြောဆိုနေကြပါတယ်။ အစိုးရဆိုတာတကယ်ပြောရင်တကယ်လောက်တယ်နော်အေးခစ်ပြောင်းသွားတဲ့ထီအောင်မင်းတို့ထောင်ထဲမှာထွက်ရပဲနေလိမ့်မယ်ဘောပေါက်တယ်ရွေးကောက်ပွဲဝါဒဖြန့်ဇလန်းအနေနဲ့အော်တိုဘလာ25ရက်နေ့မှာပထမဆုံးထွက်ပေါ်လာတဲ့ခေတ္တမိုင်းကိုဒုံဆိုင်မိသူများကမ်ပိန်းရုပ်တံမှာပါဝင်တရုတ်ဆောင်ခဲ့ကြသူတွေကိုအားမပေးဖို့ပြည်သူတွေနဲ့ဒေါ်လာကြီးအတိုင်းဝိုင်းကသပိတ်မှောက်ခဲ့ကြပါဗျာ ဒီဝါရပြန်ဇလန်းကိုဝေမန်လို့ဆိုပြီးဒါရိုက်တာမိုက်တီဒါရိုက်တာအောင်ချမ်းလူလူရှင်တော်အုံတိုင်းနဲ့ဇက်ဖို့တရုတ်ဆောင်ကျော်ဝင်းထွတ်တို့ကို အာနာသိန်းစစ်တပ်ကနမူနာအနေနဲ့ဖမ်းဆီးအရေးယူပြခဲ့ပါတယ်။အဲဒီနောက်အော်တိုဘာလ30ရက်နေ့မှာစစ်ကော်မရှင်ရဲ့ပြန်ကြားရေးနဲ့ပြည်သူဆက်ဆံရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ဦးအေးကျွယ်ကရန်ကုန်မြို့ရွှေတောင်ကြားလမ်းမှာရှိတဲ့ရုပ်ရှင်လုပ်ငန်းရုံးမှာထုတ်လုပ်သူဒါရိုက်တာတွေနဲ့တရုတ်ဆောင်တွေအနုပညာရှင်တွေကို ရွေးကောက်ပွဲဝါဒဖြန့်မှုမှာအားလုံးပါဝင်ရမယ်လို့ခေါ်ယူချင်းချောက်ခဲ့ကြောင်းသိရပါဗျ။ဒါ့အပြင်အမှုပညာရှင်တချို့ကိုပြပထွက်ခွာခွင့်ပိတ်လိုက်တာရွေးကောက်ပွဲကမ်ပိန်းရိုက်ကူးရေးကိုရှောင်ပြေးနေလို့ဆိုပြီးစစ်တပ်ကနိုဝင်ဘာလ6ရက်နေ့မှာတရုတ်ဆောင်ဖွေးဖွေးကိုလူမြင်ကွင်းမှာပဲလာရောက်ခေါ်ယူစစ်ဆေးခဲ့တယ်လို့ဆိုပါတယ်။ဒီသတင်းတွေထွက်ပေါ်လာပြီးတဲ့နောက်မြို့နယ်ရဲစခန်းကတဆင့်အဆိုတော်တွေတရုတ်ဆောင်တွေနဲ့လူသိများတဲ့အမှုပညာရှင်တွေကိုရွေးကောက်ပွဲကမ်ပိန်းမှာပါဝင်ဖို့ဖုံးကတဆင့်ဆက်သွယ်ပြီး ခေါ်ယူတာလို့ညီဆက်သူတွေကပြောပါတယ်။ဖုန်းနဲ့ဆက်သွယ်တဲ့အခါမှာလဲအာနာသိန်းစားကဆန္ဒပြတာမျိုးရှိခဲ့ရင်နားလည်ပေမဲ့တော်လန်ရေးကိုထောက်ပံ့တာတွေရှိဘူးလားဆိုတာမျိုးကိုလည်းမေးမြန်းတယ်လို့သိရပါတယ်။သူတို့အနေနဲ့လဲစစ်တပ်ပြောသလိုဒီကမ်ပိန်းမှာမပူးပေါင်းခဲ့ရင်ဖြစ်လာမယ့်နောက်ဆက်တွဲတွေကိုမသိတာကြောင့်လက်ခံရမှာပဲလို့အနုပညာရှင်အတိုင်းဝိုင်းကပြောဆိုကြပါတယ်။ဒါပေမဲ့လဲတချို့အနုပညာရှင်တွေကတော့ကိုယ်ဆန္ဒအရစစ်တပ်နဲ့အတူရွေးကောက်ပွဲကမ်ပိန်းတွေကိုလှုပ်ဆောင်နေတာတွေလည်း ရှိနေတယ်လို့ဆိုပါတယ်